မင်္ဂလာပါခင်ဗျာဘိုးစောချန်နေရနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတို့ကို အခု ပြောပြပေးချင်တာကဒီဆယ်လာပိုင်း9ရက်10ရက်9ရက်အင်္ဂါဗုဒ္ဓဟူဇာတာပတိဒီ3ရက်အတွင်းမှာကျွန်တော်ရရှိထားတဲ့အဘူးမပါအဘီးခွေကို ပြောပြပေးမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ဘက်က အဘူးမပါအပီးခွေနှစ်ကျင်းပျော်ပြပေးခဲ့ရမှာကျွန်တော်တို့နှစ်ကျင်းစလုံးအောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်6ရက်နေ့မှာ9ရက်10ရက်9ရက်10ရက်ဒီဖိုးလုံးပူဇော်တပတ်စာကတ်တွေကိုလည်းကျွန်တော်ရဲ့ဒီပူဇော် channel မှာ တင်ပေးထားတာဖြစ်တဲ့အတွက်အဲနားမထောင်သေးတဲ့သူတွေကျွန်တော်ရဲ့ဒီပူဇော် channel မှာဝင်ရောက်နားထောင်လို့ရပါတယ်ခင်ဗျာ အခုဒီတစ်ခေါက်မှဆိုရင်လေ၃ရက်အတွင်းအပူမပါအပီးခွေကို ကျွန်တော်အတန်နဲ့ပြောပြပေးတော့မှာ ဖြစ်တဲ့အတွက်အတန်ကို အထူးကယူဆိုင်နားဆင်စေချင်ပါတယ်အဲ့ဒီအပူမပါ အပီးခွေတဲ့ရမှာကျွန်တော်အကြိုက်ဆုံး၄ကွက်ကို ပြန်ပြီးတော့ရွေးထုတ်ပေးမှာဖြစ်ပါတယ်အပူမပါအပီးခွေကကနန်း၆လုံးကို ခွေရမှာဖြစ်တဲ့အတွက်ခွေလိုက်မယ်ဆိုရင်ကျွန်တော်တို့15ကွက်အားလိုက်မယ်ဆိုရင် အကွက်30ဖြစ်တဲ့အတွက်ဒီ3ရက်အတွင်းမှာကျွန်တော်ပေးထားတဲ့အဲဒီအခွေရဲ့အကွက်တွေနဲ့မိတ်ဆွေတို့ရဲ့အကြိုက်ကွက်ရှိပါကတင်ပြီးတော့အသုံးပြုလို့ရအောင်ကျွန်တော်အခုလိုမျိုးကျွန်တော်ရရှိထားတာကို ပြောပြပေးမှာဖြစ်ပါတယ်ဒါဆိုရင်ဆယ်လပိုင်း9ရက်ကနေ9ရက်နေ့အထိ အင်္ဂါနေ့မှာဂျာသာပရိနေ့အထိဒီ၃ရက်အထွေမှာကျွန်တော်ရထားတဲ့အဘူမပါအပီးခွေကိုပြောပြပေးပါမယ်ခင်ဗျာမိတ်ဆွေတို့အနေနဲ့သိချလေးလိုက်ပြီးတော့မှတ်ထားပေးပါအဘူမပါအပီးခွေ၆လုံးဆယ်လာပိုင်းခဏရမှာကိုရနေ့အထိအပူမပါအပီးခွေ၆လုံးကိုပြောပြပေးပါမယ်။ အပုံမှာပါအပီးခွေ6လုံးက1နေ3ခွန်ရှေ့ကိုအပုံမှာပါအပီးခွေ6ခုက1 2 3ခွန်ရှေ့ကိုဖြစ်ပါတယ် ဒီ6ခုကို အပူမှတ်ပါအအပြီးခွေရမှာ ဖြစ်ပါတယ်ကျွန်တော်တို့ဒီဆယ်လပိုင်း9ရက်ကနေဆယ်လပိုင်း9ရက်နေဒီ3ရက်အတွင်းမှာ ကျွန်တော်အခုပြောထားတယ်ဒီအပူမှတ်ပါအပြီးခွေအေကအနည်းဆုံးတစ်ခုတော့လာပါလိမ့်မယ်ခင်ဗျာအဘယ်နှချိန်ဒီအောင်မြင်မလဲဆိုတာကတော့ဒါကျွန်တော်3ရက်ပြည့်အောင်တော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် အပေါင်းမပါအဘီခွေက1389ဖြစ်ပါတယ်အဲကနန်းပြန်ပြီးတော့မတွဲတက်တဲ့သူတွေအတွက်ကျွန်တော်အကွက်ပြောပြပေးမယ်နော်အင်္ဂါဗုဒ္ဓဟူဂျာသာပတိဒီ3ရက်အတွင်းအပူးမပါအဘီခွေမှာရရှိလာတဲ့အကွက်ကတော့ဒင်းနေတေတောင်းတေခွန် tê xê tê cô nè tống nè khóng nè xê nè cô tống khóng tống xê tống cố tống cố ခွန်ရှိခွန်ကိုရှိကိုဖြစ်ပါတယ်ဒါရောဇေလာပိုင်း9ရက်မှာဇေလာပိုင်း9ရက်နေ့အထိ3ရက်အတွင်းရရှိထားတဲ့အခွေမှာပြန်လဲပြန်ထားတဲ့ကဏ္ဍဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေတွေအေးဒီ3ရက်အတွင်းမှာကျွန်တော်တို့ဒီအခုပေးထားတဲ့ ဒီအကွက်တွေကဘယ်နှကြိမ်ထိအောင်မြင်မလဲဆိုတာကတော့ဒါစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့အအချိုက်ကွက်နဲ့ကျွန်တော်ပေးထားတဲ့အကွက်အတူညီနေမှသာလျှင်မိတ်ဆွေတို့အနေနဲ့အထည်သွင်းအသုံးပြုပါခင်ဗျာကျွန်တော်အနေနဲ့ကတော့ဒီ၃ရက်အတွင်းမှာအခုပေးထားတဲ့1.3 9ခွန်ရှေ9အဘုမပါအဘီခွေတရားမှာကျွန်တော်အချိုက်ဆုံး၄ခွက်ကို ြောပြပေးပါမယ်ခင်ဗျာကျွန်တော်အခြေဆုံး၄ကွက်ကတော့နေတုံနေရှိခွန်တုံခွန်ရှိဖြစ်ပါတယ်ကျွန်တော်ကဒီ၃ရက်အတွင်းဆယ်လာပိုင်း 9ရက်6ရက်9ရက်ဒီ3ရက်အတွင်းမှာကျွန်တော်က3ည5 break ကြိုက်တယ်အဲ့ဒီကျွန်တော်ကြိုက်တဲ့ break နဲ့ဒီမှာဆိုရင်နေ့3ဆိုရင်9 break ခွန်6ဆိုရင်လည်း9 break တောင်းခွန်ဆိုရင်3ည break နေ့6ဆိုရင်3ည break ဒါကြောင့်မလို့ကျွန်တော်ကဒီ3ရက်အတွင်းမှာဆိုရင်အခုပြထားတဲ့အပူမပါ အပီးခွေတွေအားမှာနှစ်၃နှစ်၈ခွန်၃ခွန်၈ကို ဂျိုင်းနေတတ်တာဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတို့အဒီကသတိထားရမှာကဇေလာပိုင်း9ရက်မှဇေလာပိုင်း9ရက်ဒီ3ရက်အတွင်းမှာဆိုရင်တင်းနေ3ခွန်ရှစ်9ဆိုတဲ့အပူမပါအခွေကိုတော့ဂီယူဆိုင်စေခြင်းပါတယ်အဲဘာကြောင့်လဲဆိုရင်အဲကျွန်တော်အနေနဲ့ဒီလာနိုင်ခြင်းအလားလာကောင်းတဲ့ပတိတွေကို စုပြီးတော့ပေးတာဖြစ်တဲ့အတွက်အဲဒီထက်ကတော့ ကျွန်တော်အ ਨੇ ဆုံးတစ်ချိန်ကတော့လာနိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့မိတ်ဆွေတို့ကိုအတူဂယူဆိုင်စေချင်ပါတယ်ခင်ဗျာအခုကျွန်တော်ရဲ့မိတ်ဆွေတို့ကိုကျွန်တော်ပြောပြပေးခဲ့တာက အင်္ဂါဗုဒ္ဓဟူဇာတာပတိဒီ၃ရက်အတွင်းမှာကျွန်တော်တွေ့ရှိထားတဲ့အဘူးမပါအဘီခွေ၆ခုကို ကျွန်တော်ပြောပြပေးခဲ့တာဖြစ်ပါတယ် ဒီ၃ရက်အတွင်းမှာတော့ကျွန်တော်ပြောပြပေးခဲ့တဲ့ဒီနေ့3ခွန်ရှိကိုကို အတူကယူဆိုင်စေချင်ပါတယ်ဖိုးလုံးဘိုးစောတပတ်စာ ကတဲ့မှာပါဝင်သမ ्या တွေကိုဟိုမသိရှိသေးတဲ့မိတ်ဆွေများအာကျွန်တော်တို့ဒီဘိုးစော channel မှာပဲတင်ပေးထားပါတယ်ခင်ဗျာ မကြည့်ရသေးတဲ့သူတွေဒီ channel မှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်ကျွန်တော်တို့ဖိုးလုံးကတဲ့မှာဆိုရင်ပုံမှန်ပေးနေကြပရိတ်နှစ်ခွ ရိနကူဟာဆိုရင်နှစ်ပတ်ဆက်တိုက်လွှဲချော်ခဲ့ရမှာကျွန်တော်ဒီအပတ်မှာတော့ဒေဘရိတ်၊တုံညာဘရိတ်ချပေးခဲ့ရမှာနှစ်ကိုဆိုပြီးတော့ဒေဘရိတ်အောင်မြင်သွားခဲ့တာဖြစ်ပါလေဒီအပတ်တော့ဖိုလုံးရဲ့တပတ်စာဘရိတ်အောင်မြင်သွားပြီးဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ပြောပြပေးခဲ့တဲ့ဒီအပူမပါအပီးခွေက ိတ်ဆွေအတွက်အသုံးဝင်တဲ့အထောက်အကူပြုတဲ့ဆိုရင်အဲတခြားသူများကိုလည်းရရှိအောင်ပြန်လဲပြီးတော့မျှဝေပေးပါအောင်ခင်ဗျာကျွန်တော်အနေနဲ့လာနိုင်ခြင်းအလားလာကောင်းတဲ့ပတိတွေကိုပဲစုပြီးတော့အခွေအနေနဲ့ပြန်လဲပေးတာဖြစ်တဲ့အတွက်အဲဒါကြောင့်မလို့ သုံးရက်အတွင်းမှာဒီတဲကအ ਨੇ ဆုံးတစ်ခုတော့လာနိုင်ပါတယ်ခင်ဗျာဒါကြောင့်မလို့ဂီယူစိုက်စေချင်ပါတယ်ဒီဗီဒီယိုကိုစိတ်ရှိလက်ရှိနဲ့နားဆင်ပေးခဲ့ကြတဲ့ မိတ်ဆွေတဦးတယောက်ချင်းစီကိုလည်းကျွန်တော်ဘိုးဆောင်မှဂျေဇူးအထူးပဲတင်ရှိပါရခင်ဗျာ